မင်္ဂလာပါဒီနေ့မှာတော့အသားဟင်းမပါဘဲနဲ့ထမင်းကောင်းကောင်းမင်စင်မဲ့ခင်းညင်သည်ငပီချက်ကောင်းကောင်းလေးရဲ့အသားလုံးမို့ဟင်းညုံနဲ့ကြက်ဥကြော်လေးရဲ့ပြီးရင်အတို့မြုပ်လေးနဲ့လှုပ်စားပါမယ်။မမြလေးချက်တာနောက်နေ့လည်းစားလို့ရအောင်ဆိုပြီးတော့ဒါတရက်ကင်းမှာကစွန်ယိုနီခင်းညင်သည်ငပီချက်ချက်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေပါစီတပ်ဖို့အတွက်ကြက်သွန်ဖြူရဲ့နနမင်းအယိုးရဲ့ကြက်သွန်နီရဲ့ကိုထောင်းပါမယ်။ စ်တော်ဖြူနီနနမင်းလေးတွေစီတက်ပြီးသွားပြီဆိုရင်တော့စိမ့်စံကပိကိုထည့်ပါမယ်။စိမ့်စံကပိဒီလည်းနှံ့သွားပြီဆိုရင်တော့ခဲညင်သီးကြိုက်ထားလေးထည့်မယ်။ခဲညင်သီးကတော့ blaster မမြလေးတုံးပေးထားရပါတော့။ခဲညင်သီးလေးတွေအစိမ့်နှံ့ပြောက်သွားပြီဆိုရင်အယောင်နေမုတ်လေးထည့်မယ်။အယောင်နေမုတ်ကတော့ blaster နှစ်စွန်းထည့်ပါရစေ။ ခင်းကြီးဒီကိုစီပြန်လာတဲ့အထိလိမ့်နေအောင်ချက်ပြီးသွားပြီဆိုရင်တော့အရသာတွက်ငံပြာရည်လေးတွေစားလေးတွေအချို့မုတ်လေးတွေထည့်မယ်ပေါ့နော်ပြီးရင်နောက်ဆုံးမှာနနမင်းလေးအုပ်မယ်နနမင်းကတော့ plus ကမများလေးအုပ်လိုက်တယ်ပြီးရင်ငြုတ်သီးလေးတွေကိုခွဲချမ်းစိတ်ပြီးတော့ထည့်ထားပါတယ်ကဲအနမ်းရတာနဲ့လေးပြည့်စုံဟင်းတစ်ခွက်ထည့်နေထမင်းကောင်းကောင်းမြင်စေမယ်ခင်းရည်ဒီငပိကျက်လေးရပါပြီခင်ဗျာ ဒါကတော့အရေးတောက်တွဲစစ်တုံဖြူရဲ့ငွေသီးစင်းရဲ့ငွေကောင်းစီလေးတွေကိုထောင်းပါမယ်။ရွေနွေးပွပွဲစုတဲ့ကိုစိမ့်စားငပိနည်းနည်းလေးထည့်မယ်။ပြီးရင်ထောင်းနာပိတာစစ်တုံဖြူငွေုပ်သီးငွေကောင်းစီလေးတွေကိုထည့်မယ်။ကွက်လာပြီဆိုရင်ဒါအသားလုံးပေါ့နော်အမဲသားလုံးလေးထည့်တာပါ။မို့ဟိုကတော့ငွေနင်းမိုလေးသုံးထားပါတယ်။ငွေနင်းမိုလေးတွေကိုမွှားပြီးထည့်ထားပါ။ပြီးရင်လိုအပ်တဲ့စားချုံမိုလေးထည့်မယ်။ငံပြားလေးထည့်ပါမယ်ခင်ဗျာ။အားလဲပူရှာလဲပူစင်မယ်။ငွေကောင်းအသားလုံးမှုန်ဟင်းညိုလေးရပါပြီခင်ဗျာ။ ပြီးသွားရင်တော့ကျက်ဥလေးကြော်မယ်ကျက်ဥကတော့ကျက်သွန်ဒီလေးထည့်ပြီးတော့ပဲကြော်တာပါဆိုတော့ဒီနေ့ကတော့အသားဟင်းနေမပါဘူးပေါ့နော်ဒီမှာဟင်းဒီငငယ်ပြည့်ချက်ကိုချဲချက်ထားရမှာချဲပဲမများလေးချက်ထားနောက်နေ့လည်းစားလို့ရအောင်ဆိုပြီးတော့အတိုးမြုပ်ပေါ့နော်တိုးမြုပ်ကတော့အစုံဒါမြင့်ဒီမှာမာလာဖူးဒါတရက်ကင်းမှာကစုံယိုးနီပြင်မှာပဲတိပြုတ်ရုံးရည်တိပောက်ပန်းယူခွင့်ကျက်ဥကြော်လေးနဲ့အမဲသားလုံး မူဟင်းညိုလေးပေါ့နော်ရှင်းဆက်လေးလုပ်ထားပါဗျာဘူမြူကတော့ချဲမနောခဲနေငပိချက်တယ်နေပြီးရသေးလားမရသာလို့သူ့ကိုပုံမှန်လေးပဲဆက်ပြီးတော့နည်းနည်းတော့ပဲလေးထားပါတော့ငပိချက်ဆိုတဲ့အတိုင်း လေအရင်တော့ကတော့ပွင့်ထွက်ဘောက်တော့ပါလေမြေုပ်ကောင်းစီလေးနဲ့ထောင်းထည့်တာဆိုတော့လေမြေုပ်ကောင်းစီမများလေးထည့်တာမိုးရွာပြီဆိုရင်မိုးအေးအေးလေးနဲ့လိုက်တယ်မိုးလေး ဘွားတော့ကြိုက်တင်းတဲ့ရမူလေးနဲ့ဆက်လို့ရရပေါ့နော်ဝေကောင်းစီကလော်ပြီးတော့လဲထောင်းလို့ရလော်ပြီးထောင်းရင်တော့ပို့ပြီးတော့မွေးရဟုတ်ပါ ဆက်ရင်ငွေပြည့်ချက်ကိုလက်ဆိုပဲလိုက်ချက်ကြည့်ပါသိလို့ရှိရင်ဒီမှာဟင်းညို့လေးနဲ့အတွမြုပ်လေးနဲ့တွဲပြီးတော့စားကြည့်ပါအဲ့တော့ဒီမှာပြက်ဆက်ဆက်ပြီးတော့စားလိုက်ပါဦးမယ်ထမင်းကမွားသေးဘူးအဲ့တော့နောက်ထပ် blog တွေမှာလည်းပြန်တွေ့ပါမယ်ကျေးဇူးများတင်ပါတယ်ပြတ်ပါ